တ်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရယ်ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမချမ်းစာတော်မြတ်ကတော့ရှင်လူကခရဝင်ကျမ်းအခန်းကြီး7မှ73အထိဖြစ်ပါတယ်ရှင်လူကခရဝင်အခန်းကြီး7ထိုအခါအတိုင်းမသိများစွာသော လူတို့သည် စုဝေး၍အချင်းချင်းနင်းမိမတက်နေကြသည်ရှိသောယေရှုသည် တပည့်တော်တို့အားမိန်တော်မူသည်ကားလှုပ်ဝက်ခြင်းဒီဟုသောဖာရိရှဲတို့၏တဆေးကို ရှေးဥစွာကျင်ဆောင်ကြလော့ဖုံထားလျက်ရှိသမျှတို့သည်ပွင့်လိမ့်မည်စိတ်ကြွယ်ရာ၌ရှိသမျှတို့သည်လည်းထင်ရှားလိမ့်မည်ပေါင်ပိုင်း၌သင်တို့ပြောသမျှသောအရာများကို သူတစ်ပါးတို့သည် အလင်း၌နာကြားကြလိမ့်မည်သင်တို့သည် အခန်းထဲမှနားအပား၌ပြောသောအရာများကိုအိမ်မိုးပေါ်မှဟစ်ကြော်ကြလိမ့်မည်ငါအဆွေတို့သင်တို့အားငါဆိုသည်ကား ကိုခန္ဓာကိုတတ်၍နောက်တဖန်အရှင်းမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်ဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုတတ်ပြီးမှငရေတဲ့သို့ချနိုင်သောသူကိုကြောက်ကြလော့ငါအမှန်ဆိုသည်ကားထိုသူကိုကြောက်ကြလော့စာငတ်ငါးကောင်ကိုအဒရိနပြားအဖို့နှင့်ဝယ်ရသည်မဟုတ်လော ထိုစာငတ်တကောင်ကိုမျှဖျားသခင်နေ့ရော့တော်မမူတင်တို့သပင်ဒီလဲအကုန်အစင်ရေတွက်လျက်ရှိ၏ ထို့ကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငတ်အများတို့ထက်သာ၍မြတ်ကြ၏ငါဆိုသည်ကားအကျဉ်သူသည်လူတို့ရှေ့မှငါ့ကိုဝန်ခံအံ့ဘုရားသခင်၏ကောင်းငယ်တမန်တို့ရှေ့မှလူသားသည် ထိုသူကိုဝန်ခံမည်အကျဉ်သူသည်လူတို့ရှေ့မှငါ့ကိုညှင်းပယ်အံ့ဘုရားသခင်၏ကောင်းငယ်တမန်တို့ရှေ့မှ ထိုသူကိုငါညှင်းပယ်မည်လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူမြည်သည်ကား အပြစ်နဲ့လွတ်စေခြင်းအခွင့်ကိုရနိုင်၏။တန်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရက်တော်သူမြည်သည်ကားအပြစ်နဲ့လွတ်စေခြင်းအခွင့်ကိုမရနိုင်ရာ။သင်တို့ကိုတရားစရတ်သို့၎င်းအကယ်မူမင်းများ ရှေ့သို့၎င်းပို့ဆောင်ကြသောအခါအဘယ်သို့ပြန်ပြောရမည်ကိုမစိုးရိမ်ကြနှင့်။အကြောင်းမူကားထိုခဏချင်းတွင်အဘယ်သို့ပြောရမည်ကိုတန်ရှင်းသောဝိညာဉ်တော်သည်အကြံပေးမည်ဟုမိန့်တော်မူ၏။လူအစုအဝေး၌ ပါတော်သူတယောက်ကရှင်ဖရာကျွန်ုပ်အကိုဒီအမွေအဥ္စာကိုကျွန်ုပ်အားဝေပေးပါမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လျင်ကိုတော်ကအချင်းလူအဘဲသူသည်တင်တို့အမှုကိုစီရင်ခွဲဝေပိုင်သော အခွင့်ကိုငါအားအပ်ပေးသည်နည်းဟု မေးတော်မူ၏ထိုမှတပါလောဘလွန်ကျူးခြင်းကိုတရင်နှင့်ကျင်ရှောင်ကြလောအကြောင်းမူကား စီစဉ်ရှိတော်လဲစီစဉ်၌အသက်မတည်ဟုမိန်တော်မူ၏တပံဥပမာစကားကို မိန်တော်မူသည်ကားတထေးတူး၌မြေကောင်း၍အသီးအနှံများလာ၏ထိုတထေးကငါသည်အဘယ်သို့ပြုရမည်နည်းအသီးအနှံများကိုတူထားเสียအရက်မရှိပြုမည်အကြံမူကားငါတိုက်များကိုဖြတ်၍ကျဲသောတိုက်တို့ကိုတီးပြီးမှငါ၏အသီးအနှံအဥ္စာရှိသည်များတို့ကိုတူထားမည် ငါဝိညာဉ်အားလဲအချင်းဝိညာဉ်တင်းသည် နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများကိုတူထားလျက်ရှိပြီးငြိမ်ဝတ်စွာနေလော့စားတောက်ခြင်းပျော်မွေ့ခြင်းကိုပြုလော့ငါပြောမည်ဟုတထေးအကြံရှိ၏ထို့သောအကြံရှိစဉ်တွင်ဘုရားသခင်ကအချင်းလူမိုက်ယနေ့ညပင်တင်းဤဝိညာဉ်ကို ရုတ်သိမ်းရာ အချိန်ရောက်လိမ့်မည်သို့ဖြစ်၍တင်းသည် ပြင်ဆင်တူထားသောဥစ္စာကိုဘဲသူပိုင်မည်နည်းဟုတထေးအားမိန့်တော်မူ၏ ထို့အတူကိုအဖို့ဗန္နာများကိုစီးပူး၍ဘုရားသခင်ရှေ့တော်၌ဆင်းရဲသောသူမြည်သည်ကားထိုတထင်းနှင့်တူသည်ဟုမိန့်တော်မူ၏တဖန်တပဲ့တော်တို့အားမိန့်တော်မူသည်ကားထို့ကြောင့်သင်တို့သည်အဘယ်သို့စားရမည်ဟု၍အသက်ဖို့မစိုးရိမ်ကြနှင့်အဘယ်သို့ဝတ်ရမည်ဟု၍ကိုအဖို့မစိုးရိမ်ကြနှင့်ဟုငါဆို၏အစာထက်အသက်မြတ်သည်မဟုတ်လောအဝတ်ထက်ကိုမြတ်သည်မဟုတ်လော ကြီးကဲများကို ကြည့်ရှုဆင်ញင်ကြလော့ဖုန်ငတ်တို့သည် မျိုးစေ့ကိုမဆိုင်မကျဲစပါးကိုမရိပ်စပက်ကြီးမရှိဗန္နာတိုင်းမရှိသို့တော်လည်းဖျားသခင်သည်သူတို့ကိုကျွေးမွေးတော်မူ၏ထိုငတ်တို့တဲ့သင်တို့သည် အလွန်မြတ်သည်မဟုတ်လောအဘယ်သူသည်စိုးရိမ်ခြင်းအဖြစ်မိမိအတ္တတာကိုတတောင်ကမ်းမြတိုးပွားစေနိုင်သနည်းထိုတို့အငဲဆုံးသော အမှုကိုမြမတက်နိုင်လျင် ကျွင်းသောအမှုကိုအဘဲကြောင့်စိုးရင်ကြသည်။နှင်းပင်တို့သည်အဘဲတို့သောအားဖြင့်ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ထိုအပင်တို့သည်အလုတ်လဲမလုတ်ခြီဖြစ်စေခြင်းက မငင်မဝွန့်။သို့တော်လည်းဘုံကြီးသောရှောလမုန်မင်းကြီးအဝတ်သည် ထိုအပင်တပင်များ၏အဝတ်ကိုမမီဟုငါဆို၏။ယုံကြည်အားနည်းသော သူတို့ယနေ့အသက်ရှင်လျက် နှက်ပြန်မိဖို့တဲသို့ရောက်သောတောမြတ်ပင်ကိုဘုရားသခင်သည်ထိုသို့သောအဝိနှင့် ဖုံးလွှမ်းတော်မူလျင် ထိုမြမက သင်တို့ကိုအဝိနှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လောထို့ကြောင့်အဘယ်သို့စားရအံ့ဤအဘယ်သို့တောက်ရအံ့ဤဟု၍မရှာဖွေကြနှင့်တောကမွေးနှောက်ခြင်းလည်းမရှိကြနှင့်ထိုအရာများကိုလောကီသားအမျိုးမျိုးတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုသင်တို့သည်အသုံးလိုကြောင်းကို သင်တို့အဖသိတော်မူ၏သင်တို့မူကားဖျားသခင်၏နိုင်ငံတော်ကိုရှာကြလော့နှောက်မထိုးရာများကိုထက်၍ပေးတော်မူလတံတိုးစုငယ်သင်တို့သည် မကြောက်ကြနှင့်သင်တို့အဖသည်သင်တို့အားနိုင်ငံကို ပေးခြင်းကအလိုရှိတော်မူ၏သင်တို့ဥစ္စာများကို ရောင်း၍စင်ရဲသားတို့အားစွန့်ကြဲကြလော့မဆွေးမဟောင်းတတ်သောအိတ်တို့ကိုကိုသုံးဖို့လောက်ကြလော့ တခိုးမရောက်ပိုးများမဖြက်စည်းရအရက်ကောင်းကင်ဘုံ၌မကုံမဆုံးနိုင်သောဘန္နာကိုစီးပူးကြလော့အကြောင်းမူကားအခြင်းအရက်၌သင်တို့၏ဘန္နာရှိ ထိုအရက်တို့သင်တို့စိတ်နှလုံးရောက်တတ်၏သင်တို့သည်ကပန်းစီလျက်စီမီထွန်းလျက်နေသဖြင့်သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကိုမျော်လင့်၍နေသောကြုံကဲ့သို့ ရှိနေကြတော့အချင်းကျွန်းသည်စောင့်လျက်နေသည်ကိုသခင်သည် ပြန်လာ၍တွေ့၏ထိုကျွန်းတို့သည် မင်္ဂလာရှိကြ၏ငါအမှန်ဆိုသည်ကားသခင်သည်ကပန်းစည်းလျက်ကျွန်းတို့ကိုစပွဲ၌လျောင်းစေပြီးမှဟိုတိုင်းလာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်နှစ်ချက်တည်းအချိန်ဖြစ်စေသုံးချက်တည်းအချိန်ဖြစ်စေသခင်သည်လာ၍ထိုတို့တွေ့လျင် ထိုကျွန်းတို့သည် မင်္ဂလာရှိကြ၏ အင်ရှင်သည်တကိုးလာမိအချိန်နာယီကိုတိရလျင်မိမိအိမ်ကိုမထွေးမဖောက်စေခြင်းကစောက်နေလိမ့်မည်ကိုသင်တို့သိကြ၏ထို့ကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလော့အကြောင်းမူကားသင်တို့မထင်မမှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ဟုမိန့်တော်မူ၏ပေရုကလည်းသခင်ဤဥပမာကိုအကျွန်ုပ်တို့အားသာမိန့်တော်မူသလောလူအပေါင်းတို့အားမိန့်တော်မူသလောဟုမေးလျှောက်လျင်သခင်ဖျားက အိမ်ရှင်သည်မိမိအိမ်သားတို့အားအချိန်တန်လျင်အစာအသောက်တို့ကိုဝေဖန်စေခြင်းကအအုပ်အချုပ်ခန့်ထား၍တစ္ဆာနှင့်၎င်းတတိပညာနှင့်၎င်းပြည့်စုံသောကျွန်ကားအဘယ်သူနည်းအကျဉ်ကျွန်သည်ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏ထိုကျွန်သည် မင်္ဂလာရှိ၏ငါအမှန်ဆိုသည်ကားအရှင်သည်မိမိဥစ္စာရှိသည်များတို့ကို ထိုကျွန်၌အလိမ့်မည် သို့မဟုတ်မူကားအကျဉ်ကျွန်ကငါအရှင်လာခဲ့လိမ့်မည်ဟုစိတ်ထဲ၌အောင်းမေ့သည်နှင့်ကျွန်ချင်းယောက်ျားမိန်းမတို့ကိုရိုက်ပုတ်လျက်စားတော့ရင့်မှုလျက်နေ၏ထိုကျွန်မကြည့်မမျောသော နေ့ရက်မကြားမသိသော အချိန်နာရီ၌သခင်သည်ရောက်လာလျင် ထိုကျွန်ကိုပြင်းစွာ ဆုံးမကွမြတ်၍တစ္ဆာမရှိသောသူတို့နှင့်တကွနေရာချလက်တန်းအကျဉ်ကျွန်သည် မိမိသခင်၏အလိုကိုသိလျက်နှင့်အသင့်မနေသခင်၏အလိုကိုမဆောင်ထိုကြုံသည်များစွာသောဒဏ်ကိုခံရ၏သခင်၏အလိုကိုမသိဘဲလျက်ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကားနည်းငယ်သောဒဏ်ကိုသာခံရ၏အချင်းသူသည် များစွာသောကျေးဇူးကိုခံ၏ထိုသူသည် အများကိုဆက်ရ၏အချင်းသူ၌များစွာသောဥစ္စာကိုအံ့နှင်း၏ ထိုသူကိုများစွာတောင်းလိမ့်မည်။မြေပေါ်၌မီးလောင်စေခြင်းကငါလာသတည်းထိုမီးမညိမီတိုင်အောင်ငါဤအလိုမပြည့်စုံ။ပရိဇံတစ်ခုကိုလည်းငါခံစရာရှိ၏။ထိုပရိဇံကိုမခံမီတိုင်အောင်ငါသည်အလွန်ညှိငွေ့သောစိတ်ရှိ၏။မြေပေါ်၌ငြိမ်သက်ခြင်းကိုပေးအပ်သောငါငါလာသည်ဟုထင်ကြသလော။ထိုသောအလို့ငါငါလာသည်မဟုတ်အချင်းချင်းကွဲပြားစေခြင်းငါ ငါလာသည်ဟုငါဆို၏အဘယ်တို့နေဟုမူကားယခုမှစ၍အိမ်တအိမ်၌နေသောလူ၅ယောက်တို့သည်၂ယောက်တစု၃ယောက်တစုအချင်းချင်း क्वे ပြားလိမ့်မည်အဖနှင့်သားအမိနှင့်သမီးယောက်ခမနှင့်ချွေးမအချင်းချင်း क्वे ပြားလိမ့်မည်ဟုမိန့်တော်မူ၏တဖန်လူအစုဝေးတို့အားမိန့်တော်မူသည်ကားသင်တို့သည်အနောက်မျက်နာ၌မိုးရိပ်တက်သည်ကိုမြင်သောအခါ မိုးရွာမည်ဟုချက်ချင်းဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏တောင်လေလာသည်ကိုမြင်သောအခါနေပူမည်ဟုဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏လို့ဝတ်တော်သူတို့တင်တို့သည်မြေကြီး၏မျက်နာနှင့် မိုးကောင်းကင်၏မျက်နာကိုပိုင်းခြား၍သိနိုင်ကြ၏ယခုကက်ကာလကိုဘဲကြောင့်ပိုင်းခြား၍မသိနိုင်ကြသည်နီထိုမှတစ်ပါးဖြောင်းမတ်ခြင်းတရားကို အဘဲကြောင့်အလိုလျောက်ပိုင်းခြား၍မတိကြသည်နီသင်သည်တရားတွေ့ပတ်နှင့်အတူမင်းထံသို့သွားသောအခါအမှုပြေစေခြင်းကလမ်း၌ကြိုးစားလော့သို့မဟုတ်တရားတွေ့ပတ်သည်တရားသူကြီးရှေ့သို့ဆွဲမည်တရားသူကြီးသည် လူလင်ခေါင်း၌အပ်၍လူလင်ခေါင်းသည် ထောင်ထဲ၌လောင်ထားမည်လျှော်ပြငွေရှိသည်များကိုမယောမီတိုင်အောင် ထောင်တဲကမထွက်ရငါဆိုသည်ဟုမိန့်တော်မူ၏ရှင်လူကခရဝင်အခန်းကြီး73ထိုအခါလူအချို့တို့သည်လာ၍ပိလက်မင်းသည်ဂါလိလဲလူအချို့တို့၏အသွေးကိုမိမိတို့ပူဇော်သောရစ်ကောင်တို့နှင့်ယောနောကြောင်းကိုရှောက်ကြလျင်ယေရှုကထိုဂါလိလဲလူတို့သည်ထိုတို့ခံရသောကြောင့်အခြားသောဂါလိလဲလူအပေါင်းတို့ထက်သာ၍အပြစ်ရှိသည်ဟုထင်ကြသလိုသာ၍အပြစ်ရှိသည်မဟုတ် တို့ရှိသည်များသည်လည်းနောင်တမရလျေပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟုငါဆို၏ထိုမှတပါရှီလောင်ပြအိုးလဲ၍ပြီတော်သူတကြိတ်ရှေ့ရောက်တို့သည်ယေရုရှလင်မြို့သားအပေါင်းတို့ထက်တာ၍အပြစ်ရှိသည်ဟုထင်ကြသလောတာ၍အပြစ်ရှိသည်မဟုတ်သင်တို့ရှိသည်များသည်လည်းနောင်တမရလျေပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ငါဆိုသည်ဟုမိန့်တော်မူ၏တဖန်ဥပမာကိုမိန့်တော်မူသည်ကား လူတယောက်သည်ဥယျာဉ်ဆိုင်သောသင်္ဘောတဖမ်းပင်တပင်ရှိ၏ထိုအပင်သို့လာ၍အသီးကိုရှာတော်လဲမတွေ့ထိုအခါဥယျာဉ်ဆောင်အားလဲသုံးနှစ်ပတ်လုံးဤသင်္ဘောတဖမ်းပင်သို့ငါလာ၍အသီးကိုရှာတော်လဲမတွေ့မရ ခုတ်ပြက်လော့ဘဲเจ้าမြေကိုနှောက်ရှက်ရသည်နည်းဟုအမိန်ရှိတော်ဥယျာဉ်ဆောင်ကသခင်ယခုနှစ်ရှိပါစေဦးအကျွန်ုပ်သည်အပင်နာပတ်လေကိုတူးဆွ၍ နောက်ချေးကိုဖို့ပါမည်အတီးတီးကောင်းတီးပါလိမ့်မည်သို့မဟုတ်နောက်မှ ခုတ်ပြတ်တော်မူပါဟုရှောက်လေသည်ဟုမိန့်တော်မူ၏တနေ့သောဥပုံနေ့၌ယေရှုသည် တရားစရက်တွင်ဆုံးမဩဝါဒပေးတော်မူသောအခါ38နှစ်ပတ်လုံးနတ်ဆိုးဆွဲ၍ယောဂာနှိပ်ဆက်ခြင်းကိုခံရသောမိန်းမတစ်ယောက်ရှိ၏ထိုမိန်းမသည်ကြောကုန်း၍ကိုယ်ကိုအရှင်းမဆန့်နိုင်ယေရှုသည် ထမိန်မကိုမြင်တော်မူလျင်အထံတော်သို့ခေါ်၍အချင်းမိန်မသင်သည်အနာယောဂာနှင့်လွတ်၏ဟုမိန့်တော်မူလျက်သူအပေါ်သို့လက်တော်ကို တင်တော်မူသည်ဖြင့်သူသည်ချက်ချင်းတင့်မတ်ခြင်းသို့ရောက်၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလေ၏ထို့သောဥပုံနေ၌ယေရှုသည်အနာယောဂာကိုရိမ့်စေတော်မူသောကြောင့်တရားစီရင်မှုသည်အမျက်ထွက်၍အလုံးလုံးရသောနေ့ရက်6ရက်ရှိ၏ ထိုနေ့ရက်တွင်လာ၍အနာယောဂါငြိမ့်စေခြင်းဂျေဇူးကို ခံကြလော့ဥပုံနေ၌မလာမခံကြနှင့်ဟုပရိသတ်တို့အားဆို၏ခင်ဖျားကလည်းလှုပ်ဝက်တော်သူသင်တို့ရှိသမျှသည် ဥပုံနေ၌မြင်းနွားကိုတင်းကုန်းမှလွတ်၍ရေတိုက်ချင်းက ဆောင်းသွားတတ်သည်မဟုတ်လော18နှစ်ပတ်လုံးစာရန်ချီနောင်သောအာဗြဟံ၏တမီးဖြစ်သောဤမိမကိုချီနောင်ခြင်းမှ ဥပုံနေ၌မလွတ်ရသလိုဟု မိန်တော်မူ၏ထို့သောမိန်တော်မူပြီးမှရံပတ်နေသောသူအပေါင်းတို့သည်ရှက်ကြောက်ချင်းရှိ၍ပြုတော်မူသောအံ့ဩပွေအမှုများတို့ကို သူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏တဖန်မိန်တော်မူသည်ကားဘုရားသခင်၏နိုင်ငံတော်သည်ဘေရာနှင့်တူသည်အဘယ်သို့ ပုံပြရအံ့ဤလူသည်ယူ၍ဥယျာဉ်၌စိုက်သောမုံညင်းစင်းနှင့်တူ၏ထိုအစေသည် ကြီးပွား၍အပင်ကြီးဖြစ်၏မိုးကောင်းငယ်ငတ်တို့သည်လည်းအကိုင်းအခက်တို့၌နားနေမိကိုကြသည်ဟု မိန်တော်မူ၏တဖန်မိန်တော်မူသည်ကားဘုရားသခင်နိုင်ငံတော်ကိုအဘယ်သို့ပုံပြရအံ့နီမိမသည်တဆေးကိုယူ၍မုံညက်သုံးတင်း၌ထဲသဖြင့်မုံညက်ရှိသည်များကို ဖောင်းကြွစေတတ်သောတဆေးနှင့်တူသည်ဟု မိန်တော်မူ၏ထိုအခါယေရှုသည်မြို့ရွာတို့ကိုဒေသစာရီလဲ့လေလျက် ဆုံးမဩဝါဒပေးလျက်ယေရုရှလင်မြို့သို့ခရီးသွားတော်မူ၏လူတဦးကလည်းသခင်ကယ်တင်ခြင်းသို့ရောက်တော်သူတို့သည်မြားသလောနဲသလောဟု မေးလျှောက်လျင်ကျင်းမြောင်းသော တကားအဝကို ဝင်ခြင်းကစူးစမ်းအားထုတ်ကြလော့အကြောင်းမူကားအများသောသူတို့သည် ဝင်ခြင်းက အလိုရှိတော်လဲမစွမ်းနိုင်ကြဟုငါဆို၏အင်းရှင်သည် တခါထား၍တကားကို ပိတ်ပြေးလျင် င်တို့သည်ပြင်လိုက်ရဲ့၍တကားကို ခောက်လျက်သခင်သခင်အကျွန်ုပ်တို့အားဖွင့်ပါဟုတောင်းလျှောက်တော်လဲသခင်ကသင်တို့သည်အဘယ်ကလာသည်ကိုငါမသိဟု ပြန်ပြောလိမ့်မည်ထိုအခါသင်တို့ကလည်းအကျွန်ုပ်တို့သည်အထံတော်၌စားတော့ပါပြီအကျွန်ုပ်တို့နေသောမြို့ရွာ၌ကိုတော်သည်ဆုံးမဩဝါဒပေးတော်မူပြီဟုလျှောက်ပြန်တော်လဲသခင်က သင်တို့သည်အဘယ်ကလာသည်ကိုငါမသိဟုငါဆိုပြီးမတရားသောအမှုကိုပြုသောသူ အပေါင်းတို့ငါထံမှဖယ်သွားကြဟုပြောလိမ့်မည်ထိုအခါအာဗြဟံဣဇက်ယာကုပ်မှစသောပရောဖက်အပေါင်းတို့သည်ဖျားသခင်၏နိုင်ငံတော်သို့ဝင်၍သင်တို့သည် ပြင်တို့နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိလက်တံထိုအခါအရှိအနောက်တောင်မြောက်အရက်လေးမျက်နာကလာ၍ ဘုရားသခင်နိုင်ငံတော်တဲတွင်လျှောင်းရကြလက်တန်းနောက်ကြသောလူအချို့တို့သည် အရင်ကြလိမ့်မည်အရင်ကြသောလူအချို့တို့သည်နောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏ထိုအခါဖာရိရှဲအချို့တို့သည်ထံတော်သို့လာ၍ဧရမထွက်သွားကြဟေရုမင်းသည်ကိုတော်ကိုတက်မိအကြံ ရှိပါသည်ဟုပြောကြလျင်ကိုတော်ကသင်တို့သွားကြလော့ယခုနေ့နှင့်နှစ်ပြန်နေ၌နတ်ဆိုးတို့ကိုနှင်ထုတ်၍ နာယောဂကိုငြိမ့်စေ၏သုံးရမြောက်တော်နေ၌ဆုံလင်းခြင်းသို့ ရောက်မည်အရာကိုထုံမြေခွေးအားပြောကြလော့သို့တော်လည်းယခုနေ့နှက်ပြန်နေ့တပတ်နေ့၌ငါတော်ရသည် အကြောင်းမူကားယေရုရှလင်မြို့မှတပါအခြားသောအရက်၌အဘယ်ပရောဖက်များမဆုံးရ။အိုယေရုရှလင်မြို့ယေရုရှလင်မြို့သင်သည်ပရောဖက်တို့ကိုတတ်မြဲရှိ၏။သင်ရှိရာသို့ဆေလွတ်တော် သူတို့ကိုလည်းကြောက်ခဲနှင့်ပြင်းမြဲရှိ။ကျမသည်မိမိသားငယ်တို့ကို အတောင်အောက်၌ဆုယုံတကဲ့သို့သင်ဤသားတို့ကိုဆုယုံစေခြင်းကချိန်ဖန်များစွာငါအလိုရှိ။သင်မူကားအလိုမရှိ။သင်တို့နေသောအိမ်သည်သင်တို့၌လူစိတ်ညံလျက်ကြံရရ၏။ငါဆိုသည်ကထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်သူသည် မင်္ဂလာရှိစေသောဟုသင်တို့မပြောမီတိုင်အောင် ယခုမှစ၍သင်တို့သည်ငါမျက်နာကိုမမြင်ရကြဟု မိန့်တော်မူ၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ရှင်လူကခရစ်ဝင်အခန်းကြီး7နဲ့အခန်းကြီး73ဖြစ်ပါတယ်ကြားနာတော်သူအပေါင်းထောက်ရဖျားကောင်းကြီးပေးပါစေ။